နာရှင်ကိုနဂိုအတိုင်းရော့မင်းမြို့မင်းပြန်ယူလို့ပြောသွားတဲ့အခါမှာဆရာနာရှင်ကနဂိုထက်ပို့ပြီးအင်အားကြီးထွားသွားပြီးတော့ကျွန်တော်တို့ကိုပို့ပြီးနှိမ်နှင်းလိုက်နိုင်ပြီးသူတို့ကတော့နေမယ်ကောင်းတဲ့မြို့တို့ချို့ရသွားတယ်ကျွန်တော်တို့ຫນွေဦးဒေါ်လာကြီးအတွက်တော့အကြီးအကျယ်ထိခိုက်သွားတယ်။အားလုံးပဲမင်္ဂလာပါ ANT Channel ကနေကြိုဆိုလိုက်ပါရစေ။ကျွန်တော်ရဲ့ Channel ဟာမြန်မာနိုင်ငံသတင်းထုတ်သတင်းဝင်တွေကိုနေ့စဉ်နဲ့များတင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ Channel ကို Subscribe လေးတိုက်ထားပေးဖို့ပြောကြားချင်ပါတယ်။အာနာရှင်ရဲ့စဉ်းစားပုံနဲ့ policy ကိုပြောင်းလဲလိုက်အောင်သူတို့ကသွားပြီးသတိပေးသလိုဖြစ်သွားတယ်ပြောချင်တာမပိုင်နဲ့သွားလို့လိုက်တဲ့သဘောမျိုးအဲ့လိုပဲကပြန်ကြည့်ပြန်ရင်တော့လေကျွန်တော်တို့ကဆေးရနာရှင်ကိုတိုက်ပေးတဲ့အတွက်သူတို့ဂျေစုတင်ရမယ်ဖြစ်တယ်လို့ဆေးရနာရှင်ကိုအင်အားပူကြီးသွားအောင်ဆေးရနာရှင်စဉ်းစားပြုခဘော်တွေပြောင်းလဲသွားအောင်သူတို့ကသွားပြီးတော့ဟိုဆေးရနာရှင်ကိုဆော့ပြက်ချက်တစ်ခုခုကိုပြက်ပြက်သားသားမှချဖို့အတွက် နဂူတော့မချရဲတဲ့ခြေတုံချတယ်ကိုဖြစ်နေတဲ့ဆုံးဖြတ်ချက်ကြီးကိုပြပြသားသားချဖို့အတွက်အဲ့ဒီညီနောင်သုံးဖွဲ့ကသွားပြီးတော့စစ်အာဏာရှင်ကိုသွားပြီးဒုံနဲ့တထိုးလိုက်တာဆိုလိုချင်တာကလက်ဝဲဘဲမှာလိုပဲရန်သူကပြိုလဲနေတဲ့ချိန်မှာအပြတ်ထိုးရမယ်အပြတ်ပွဲသိမ်းထိုးရမယ်ထိုးပဲနဲ့ရန်သူကိုတက်ကညှော့လိုက်တဲ့အခါမှာရန်သူကိုအနာသွားပိတ်လိုက်တဲ့ချိန်မှာရန်သူကနောက်တနီးနဲ့ရက်ဆက်တဲ့နီးနဲ့ ပြန်တုတ်ပြန်ဖို့အတွက်အချိန်ပေးပြီးရန်သူအင်အားရန်သူကိုပို့အားဝင်အားရှိအောင်မထိတိသွားကလိလိုက်တယ်လို့ဖြစ်သွားတာဘာကိုဆိုလိုတာလဲဆိုတော့ရန်သူကိုမသိချင်အောင်ဆောင်ပြီးအနိုင်ပေးတာ ရန်သူကိုမသိစီအောင်နိုင်မမြှောက်ပေးထားတယ်။အဲ့ဒီချိန်မှာရန်သူကသူ့ကိုယ်သူပန်နေတဲ့ထွင်သူပြင်ဖို့မကြိုးစားဘူး။သူ့လိုစစ်မှုတွေခေါ်ဖို့လည်းမကြိုးစားဘူး။ဒါနဲ့သူမှိန်နေနေမယ်။အဲ့တော့ကိုကသူ့ကိုဘာဖြစ်မလဲ။အရှုံးပေးထားတယ်။အထိုးခံထားတယ်။တချို့ဟာတွေကရန်သူကိုပေးထင်ကြီးထားတယ်။ပြီးမှတနိုင်ငံလုံးအတိုင်းတိုင်းနဲ့ကြိတ်ကြည့်ပြီးကိုယ်အင်အားစုပြီးတပြိုင်နဲ့တစ်ချက်တည်းရန်သူကိုပြန်မထနိုင်အောင်ပြန်ပြီးတော့ policy ပြောင်းပြီးနောက်တစ်ဆင့် ရန်သူကိုမဆုံးဖြတ်ရဲအောင်မဆုံးဖြတ်နိုင်အောင်အပိတာအဲ့ဒီဘ ிய ူဟာမရှိဘဲနဲ့ရန်သူကိုသွားပြီးတော့ကညော့လိုက်တာကညော့လိုက်တော့သူတို့ကတော့အကျိုးမြတ်ရသွားတယ်ကျွန်တော်ຫນွေဦးတစုံຫນွေဦးတော်လိုက်တစုံလုံးကိုထိခိုက်သွားစေတယ်ဒါကြောင့်လေမင်းအောင်လိုက်ဘက်ကစဉ်းစားရင်ငါတို့ပြိုတော့မယ်ဒီတိုင်းဆက်သွားရင်ငါတို့ပြိုတော့မယ်ဗိုလ်ချုပ်တွေလည်းဖမ်းခဲ့ရပြီတိုင်းစစ်ဌာနချုပ်တွေကြပြီရခိုင်လည်းကြပြီ ဒါဆိုငါတို့မှလုံစရာတခုပဲရှိလို့ငါတို့တရုတ်ကိုပြေးဖတ်မရတော့မယ်ငါတို့မဖြစ်ဖြစ်တဲ့အနေနဲ့ဖောက်ထွက်မယ်လူတိုင်းကိုစစ်စစ်တဲ့ဆွဲထည့်မယ်လူတိုင်းကိုစစ်တဲ့ဆွဲထည့်မယ်ငါတို့မရရတဲ့နေရာပြန်တိုက်မယ်ကြားဖြတ်မကလို့ဘာဖြတ်မလဲလို့ရတဲ့တကားအကုန်လုံးခိုင်းပတ်ဆံယူအဲ့တော့ရန်သူကိုပူရဲသွားစီတယ်ရန်သူ မဆုံးဖြတ်ရဲတဲ့ရန်သူလုံးဝမဆုံးဖြတ်နိုင်တဲ့မဆုံးဖြတ်ခြင်းတဲ့ကိစ္စရက်တွေကိုမဆုံးဖြတ်ခြင်းမဆုံးဖြတ် 龙王受骗的这家伙啊，屁眼鼻子路，跟尿的路，没天没地的路来的蛤蟆。这里，就那导游转来的窟窿的，老王才鸡妈的，沿途啊，硬掏呢几，刀呢几，塞呢几条大鱼。爷爷是在丢屁股，你送你背。” အလဲလဲတီးပြီးအဲ့ဒီတရုတ်တရုတ်စကားပြောသူတို့ရဲ့လက်ကင်တို့ကိုရိုနီစီးပွားရေးသမားများစီတရုတ်စိုးရွားနေကိုရွှေလန်းငွေလန်းဖောက်သူတို့ရဲ့လက်ကင်တို့များနေစဉ်ကြားဖြတ်လုပ်ငန်းကားတွေတစ်စင်ဒေါ်လာတွေဘီလီယံနဲ့ရှိပြီးသူတို့ကိုရှာပေးဆိုတဲ့အနေထားကြီးကို ဖြစ်သွားစေအမှန်ကကျွန်တော်တို့က ရန်သူကိုမတိမတာလေးမြှောက်ပေးထားပြီးအနိုင်ပေးထားမှာအဲ့ဒါအရေးကြီးတဲ့မဟာဗျူဟာတစ်ခုလို့ကျွန်တော်ကတော့ယူဆတယ်အဲ့ဒါကိုလည်းပြည်သူတွေနားလည်အောင်ရှင်းပြထားဘူးလေဟာပြည်သူတွေကငါတို့နိုင်ပြီ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 ဆိုတဲ့ဟာမျိုးမဖြစ်ရလေအောင်ဘာလို့တော့အခုက စိတ်မှုပဋ္ဌာန်းမနေရမပေါ်ခင်မှာရန်သူကိုအပြီးအလဲထိုးလိုက်ရမှာကျွန်တော်တို့ကအခုအလဲမထိုးပဲ၃ပြည်နေလောက်ပေါ့၃နေရပေါ့ဗျာဘယ်နေရလဲရခိုင်ရေဒီရှမ်းမြောက်ရေအနေထားကိုကြည့်ပြီးနောက်တစ်ခုကပြန်มาလဲမြပါဒီမဲဆောက်လန်း အရှလမ်းမကြီးနေပြည်တော်စေယုံကျိုးကို ပုံကျဲခြင်းအရှိတောင်တိုင်းစစ်ထဏာကျိုးပုံကျဲခြင်းဆိုတဲ့မတိတတိတကညော့လိုက်တဲ့အခါမှာကိုရှိတာလေးကိုမဥထားပဲနဲ့ကြွားဝါခြင်းတာတွေများတာပေါ့ဗျတို့ဒီမဟုတ်လေကိုအောင်မြင်ခြင်းတာကိုပြခြင်းတာပေါ့ဗျာနော်အခု ကျွန်တော်တို့ရှစ်တောင်သားစစ်ဌာနချုပ်ကိုဘုံကျဲနိုင်ရမျိုးပြန်မလုပ်နိုင်တော့ဘူးဒီနေ့နေပြည်တော်မရောက်လိုင်းအိမ်နဲ့နေပြည်တော်စစ်တရုံးချုပ်ကိုကျဲတာမျိုးမလုပ်နိုင်တော့ဘူးဘာကြောင့်လဲကိုလုံးနိုင်တာကိုတပ်ပြလိုက်တဲ့အခါတော့ရန်သူကဟာငါတို့ဟာကြီးအားနေတယ်ငါတို့အစ်စ်ထွင်ရမယ်ဆိုတဲ့စဉ်းစားပုံတပ်ပြလိုက်တာ ။နောက်ကိုက drone တွေအရန်သုံးပြလိုက်တဲ့ခါတော့ရန်သူကငါနဲ့ဒါနဲ့ပါတဲ့ drone ကိုငါရှာရတော့မယ်ဆိုတဲ့အသီးတရားကိုရသွားစေတာ။ကိုကရန်သူကိုအမြဲတမ်းလက်ချရည်လက်ပြူကိုင်နေဆိုပြီးတော့ကျွန်တော်တို့ကလုတ်ပြလိုက်တဲ့ခါမှာရန်သူက နောက်ဆုံးကြတော့ရွေးချယ်စရာမရှိဘဲနဲ့သူက state level ကိုကင်ထားတာ အန်ယူဂျီမှာရှိတဲ့ခေါင်းဆောင်များကိုကိုင်းသားခေါင်းဆောင်များကိုသဘောပေါက်ဖို့လိုတာကသူတို့ဒီပြည်သူထောက်ခံတဲ့ခေါင်းဆောင်တွေတော့ဖြစ်တယ်ဒါပေမဲ့သူတို့ဒီလုတ်ပိုင်권မရှိဘူးအဲ့ဒီလုတ်ပိုင်권ပလင်ကရန်သူလက်ထဲမှာရှိတယ်ရန်သူလက်ထဲမှာရှိတာဖြစ်တဲ့ကဘာပေါ်မှာ အာနာရှင်နိုင်ငံတွေလည်းအမြောက်များရှိတယ်အဲ့ဒီရန်သူလိုပဲရက်ဆက်တဲ့အာနာရှင်တွေလည်းအမြောက်များရှိတယ်အဲ့ဒီထဲမှာလည်းသူတို့မှာနီးပညာတွေအများကြီးရှိတယ်အဲ့တော့ရန်သူဒီ state level ဖြစ်တာဖြစ်တဲ့အတွက်အီရန်ကသူတရားဝင်ဝယ်လို့ရတယ်အီရန်ရောင်းရင်ရတယ်အီရန်တင်မရန်ကုန်ရောက်လာရင်ရတယ်အဲ့တော့အီရန်ရောင်းရင်လည်းရတဲ့အခါမှာအီရန်ကရောင်းတဲ့ဟာကိုတားဖို့တဲ့ကုလသမဂ္ဂလူကြိုးရေးကောင်စီတခုကပဲတားလို့ရတာအဲ့ဒါဆိုအမေရိကန်ဝင်ဆွတ်ပေးမယ် ါမဲ့ကုဒကလုံခြုံရေးကောင်စီမှာလက်နက်ပပိတ်ဆို့ရေးကိုဘယ်လုံးမှမချနိုင်အောင်တရုတ်ကသူကကတ်ထားတယ်ရုရှားကခွင့်မပြုဘူးဘာကြောင့်လဲကမ္ဘာအခင်းချင်းရတရုတ်ကအဲ့ဒါခွင့်မပြုတော့ဘူးဘာကြောင့်လဲရုရှားကိုယ်တိုင်ကသူကယူကရိန်းကိုစစ်တိုက်နေတာအဲ့တော့အဲ့လိုမျိုးအနေထားရကိုကကိုရှိတာကိုထုတ်ပြလိုက်တဲ့အခါမှာရန်သူသူ့အားနည်းချက်ကိုသွားဖော်ပေးသလိုဖြစ်သွားတယ်ပြောချင်တာရန်သူတစ်ချက်တည်းအပြေးလဲမထုတ်ပဲမထိထိတက်လို့တဲ့အခါမှာရန်သူပြန်ထတာဒါကိုပြောချင်တာအဲ့ဒီအချိန်မှာရန်သူကအလွန်အမတန်ကောင်းတဲ့ drone တွေကိုကာကွယ်နိုင်တဲ့ jumper အကောင်းစားတွေကိုတီထွင်ဝယ်လိုက်နိုင်တယ်တရုတ်ကပဲဖြစ်ဖြစ်ကမ္ဘာကြီးကပဲဖြစ်ဖြစ်ပြီးတော့ကိုကဒီ drone တွေအမြောက်အများသုံးပြီးတော့ဒီမြို့လေးသို့၄၅၆မြို့၁၀မြို့လောက်သိမ်းပြီးအောင်ပွဲခံနေတဲ့အချိန်မှာရန်သူကတိသွားပြီး drone ကအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ကတရုတ်ကနေသူရုပ်ပေးမှတရားမဝင်နည်းနဲ့ရတာအခုတောင်းပလောင်ဒါနဲ့ခံလိုက်ရတာတကယ်တမ်းကျတော့သူကတောင်းပလောင်ကိုမပေးတော့ပဲသူဖြတ်လိုက်ပြီးမင်းအောင်လိုင်ကိုပို့ပေးလိုက်တာ အဲ့တော့ရန်သူကိုလှုပ်ငိုးသူလိုဖြစ်သွားစေတယ်အဲ့တော့ရန်သူမှ तू သိသွားပြီငါတို့နီးပညာလုံနေပြီဒီ drone နဲ့ငါတို့ခံရပြီတော့ဒီ drone ကိုငါတို့လည်းတက်ဆင်မယ်ဟိုတော့ကတော့သူ့ကိုတိုက်မဲ့လူမရှိတဲ့အတွက် तू drone ကိုဂူးမဆိုင်ဘူးဟုတ်တယ်နော်အခု तू ကို drone နဲ့ချပြီး तू မျိုးတွေရှုံးသွားတာကိုလည်းတွေ့တဲ့အခါမှာ तू ဟာ state level ဖြစ်တာဖြစ်တဲ့အတွက်တရုတ်ကလည်းဝယ်လို့ရတယ်ရုရှားကလည်းဝယ်လို့ရတယ် ပြီးတော့ဗာဘေးကနေဝင်လို့ရတယ်အီရန်ကလည်းဝင်လို့ရတယ်ကိုဘဲဟာကြတော့ဘယ်သူမှမရောင်းရဲဘူးကိုက state level မဟုတ်ဘူးကိုကအဲ့လိုမျိုးဝင်လို့ရတဲ့ legitimate ကိုမှမရှိဘူးအခုကျွန်တော်တို့ပြောနေတဲ့ legitimate တော်လိုင်းရဲ့ legitimate ဆိုတာနိုင်ငံရေးအရပဲရှိတာအဲ့ဒီ legitimate ဆိုရင် NUG အစိုးရကဘာမှမဘန်လဲဖွင့်လို့မရဘူ အဆိုင်လည်းထုတ်လို့မရဘူး passport လည်းထုတ်ခွင့်မရှိဘူးလက်နဲ့လည်းတရားဝင်ဝင်ခွင့်မရှိဘူးဒါကိုကျွန်တော်တို့ကအများနားလေအောင်ပြည်သူတွေကိုရှင်းပြဖို့လိုတယ်ဒါကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းရှင်းပြထားဘူးတချို့တော့နားမလည်တဲ့ပြည်သူတွေက NUG မှာအကုန်လုတ်ပိုင်ခွင့်ရှိတယ်။ဒါကြောင့်တချို့တွေပြောပြောနေတာအများကြီးရှိတယ်။ဘာလို့ NUG passport မထုတ်ပေးတာလဲ။တက်တန်းတိုးပေးပါလား။ ဒါပေမဲ့အဲ့ဒါကဘာကြီးကခွင့်မပြုဘူး။ဒါဆိုအန်ယူဂျီကပလင်ပေါ်မှာမရှိဘူး။အချိန်ကြာလာတယ်မြတ်အန်ယူဂျီဟာအဝေးရောက်အစိုးရဖြစ်သွားမှာ။ဘာကြောင့်ပြည်သူထောက်ခံမှုရှိတယ်။ထောက်ခံမှုကတသက်လုတ်ပိုင်ခွင့်ရတသက်သူ့မှာလုတ်ပိုင်ခွင့်မရှိဘူး။ဒါကြောင့်ကိုယ့်ရဲ့အနေထားကိုချင်းချိန်ပြီးမှအကုန်လုံးညှိပြီးတော့တပြိုင်တည်းဝုန်းနဲ့ထိုးရမှာ။ အဲ့ဒီအချိန်မှာရန်သူမရှိတဲ့အဟာနဲ့ရန်သူကိုဂလင့်လိုက်လှုပ်လိုက်တဲ့အချိန်မှာရန်သူဘက်ကမပြင်းစင်ထားတဲ့အချိန်မှာကိုကအသာစီးနဲ့တခါတည်းအပီးထိုးပါမှာအခုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီလေမြို့လေးလေး90မြို့ကိုပဲရန်သူမထင်ထားတဲ့ဟာနဲ့ထလုပ်ပြလိုက်တယ်ပြီးတော့မင်းမျိုးနဲ့မန္တလေးကိုဆက်စင်းတော့လည်းမစင်းတော့ဘူးအဲ့ဒီအချိန်မှာရန်သူကအဲ့ဒီအချိန်ကဆက်ပြီးဖိစင်းသွားရင်လည်းတမျိုးနောက်ဆုံးမန္တလေးမင်းမျိုးတိရောက်သွားပြီးရှုံးသွားရင်လည်းတမျိုးအဲ့လိုမဟုတ်ဘဲနဲ့ limited ပေါ့နော်အကန့်အသတ်နဲ့ operation သွားလုပ်တာအဲ့ဒီအကန့်အသတ်နဲ့ operation မှာကိုယ်မှာရှိတဲ့အဟာတွေအကုန်လုံးပုံအော်ပြီးရန်သူတတ်ပြလိုက်တဲ့ခါမှာဘယ်သူမဆိုးလေဘလုံးတိလို့ပေါ့သူ့မှာရှိတဲ့ကစားသမားအကောင့်တွေထုတ်ပြတော့ဟိုဘက်ရှုံးသွားတဲ့အသင်းကနောက်နောက်တစ်ချိန်ပြန်တွေ့ရင်သူလည်းအကောင့်တဲ့လူတွေပြန်ရှာမယ်အဲ့တဘောပဲလေသူလည်းကိုထုတ်ပြလိုက်တဲ့ဟာနဲ့အော်မင်းတို့ဒါကြောင့်နိုင်သွားတာငါဒါကြောင့်ခံလိုက်ရ drone jumper အမြောက်ကြီးလူအင်အား အဲ့ဒါကြီးသိဘူးလေသူအားနေချက်ကိုဖြည့်ဖို့တွေ့ကျွန်တော်တို့ကရန်သူကို short တွေ့တဲ့တခုပါတယ်ငါတို့ဒီဖြက်လေးဖြက်လှုပ်လိုက်မယ်ငါတို့ဘူးသပိတ်လှုပ်လိုက်မယ်ဖြက်လေးဖြက်လှုပ်လိုက်မယ်ဘူးသပိတ်လှုပ်လိုက်မယ်ဆိုရင်ငါတို့ဥပြောနေတဲ့မဟာဗျူဟာကြီး6ချက်ပေါ့ရန်သူကိုစီစီစိမျက်နာနိုင်ငံရေးစိမျက်နာတိုင်းရေးတမိုင်းစိမျက်နာစီးပွားရေးစိမျက်နာငါတို့လှုပ်လိုက်တဲ့နဲ့ရန်သူပြိုသွားမယ်လို့ထင်တာဒါပေမဲ့တကယ်လက်တွေ့မှာ ရန်သူဟာ state level ကိုကင်ထားတာဖြစ်လို့ကိုယ်နဲ့ပို့ပြီးတော့ဝင်ငွေကောင်းတယ်အဲ့တော့ तू ဘာလဲ तू တယောက်လဲ run လို့မရတဲ့ခါကျတော့လောဘသားကောင်တွေဖြစ်တဲ့အဲ့ဒီစီးပွားရေးသမားတွေကို तू ဆွဲလိုက်တယ်အခွင့်အလမ်းနဲ့ပေးလိုက်တယ်လောဘသားကောင်တွေဖြစ်တဲ့အမှုပညာရှင်တွေကိုဆွဲလိုက်တယ်အခွင့်အလမ်းပေးလိုက်။ तू ကပါလေ။ तू ဝင်ငွေရဖို့ နော်မလိုက်စီတိုင်းပြည်စီတာမစီတာတဲ့သူပတ်ဆိုင်ရဖို့အတွက်အဲအနေမှာအကြောက်တရားကြီးစိုးနေတဲ့ပြည်သူတွေကိုစစ်သားတွေသူစီရင်လိုက်နိုင်တယ်အဲ့တော့ပတ်ဆိုင်လဲသူမှရလာပြီသူသူလုံးစရာမလို့သူကိုစားပေးရောက်ပြီတယ်သူကိုရဆိုင်ရောက်ပြီတယ်သူကိုစားဒါလုပ်ပြီတယ်အဲ့ဒီကနေသူပတ်ဆိုင်ရတယ်အာဒါအာဒါပေါ့သူဝီစားမြစားပေါ့ဒါပေမဲ့သူ့အတွက်အလုပ်လုပ်ပြီတယ်အန်ယူဂျီကအဲ့ဒါမျိုးပါမစ်ချပေးနိုင်တယ်အင်အားကြီးကျွန်တော်တို့အချိန်ကပြောခဲ့တယ်ကားပါမစ်လုပ်ပါလားနော်ဒီသားသက်လိုင်ဆိုင်တွေလုပ်ပါလား ဒါပေမဲ့သူ့ပါက तू အုပ်ချုပ်ထားတဲ့ဒေသတွေမှာတော့ तू လှုပ်ချင်လို့မယ်ဒါပေမဲ့ပြက်ပြက်သားသားလှုပ်ဖို့လိုတယ်အဲ့ဒီအတွက်ကျွန်တော်ပြောသလိုအဲ့လိုခံထားတဲ့ NUG အတွက်ခံထားတဲ့စစ်အာဏာရှင်မွေးလာတဲ့ခရိုနီတွေ NUG မမွေးနိုင်ဘူးစစ်အာဏာရှင်မွေးလာတဲ့စီးပွားရေးအတွက်လောက်ကင်စားသောင်းနိုင်တဲ့အမှုပညာသမားတွေ NUG မမွေးနိုင်ဘူးဘာလို့လဲဒါတွေကလည်းကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမမွေးနိုင်တဲ့ခါကျတော့တိုင်းသားလီရဲ့ထုံနေလေကောင်းမယ် ဲ့တော့ကိုယ့်ရဲ့ဖြက်လေးပြဲနဲ့ဒီကျွန်တော်တို့ကဘာလို့ပဲသမဲလဲဆိုတော့အမေရိကန်နဲ့အနောက်နိုင်ငံများရဲ့လွှတ်တော်တွေကဥပဒေဆန်ရှင်နေနဲ့ကိုကျွန်တော်တို့ကသာယာနေကြတာဘယ်သူကိုဆက်ရှင်ချလိုက်ပြီဘယ်သူကိုဆက်ရှင်ချလိုက်ပြီဘယ်သူကိုဆက်ရှင်ချလိုက်ပြီဒါပေမဲ့အဲ့ဒီဆက်ရှင်ကိုအမြဲတမ်းဒီစိတ်အာဏာရှင်တွေကကြော်လွားနိုင်နေပြည်တွင်းမှာပဲရှိနေတယ်ဆိုတဲ့အတိုင်းသူကကျွန်တော်တို့ NUG ကလည်း ရန်မုံငွေရှာတဲ့နိုင်ငံမှာတကဘာလုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အကောက်တွေကနေသဆင်ကျွန်တော်တို့ရဲ့ပတ်စံတွေနဲ့ရှာသွားသလိုပဲသူလည်းကဏ္ဍတော်ကပြည်တွင်းမှာရှိတဲ့စီးပွားရေးသမားတွေရဲ့အကောက်တွေစီးပွားရေးသမားတွေရဲ့ဘန်တွေစင်ကူဘန်တွေရဲ့သဆင်သူတို့ကိုတစ်ဖက်လဲနဲ့ export import အန်ဒီတွေပြပြီးအဲ့ဒီပတ်စံတွေကနေစင်ကူသူတို့အကောက်ဖွင့်ရင်စင်ကူကမဖွင့်ပေဘူးသူကိုစားအကောက်ဖွင့်ပေးမယ်စီးပွားရေးသမားတွေကိုသူက percentage ပေးပြီးတော့ စင်ကူပန်ထိုင်းပန်မလေးရှားပန်တို့ကနေတဆင်သူ့ရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုလုံးသူ့ရဲ့ဒီလက်ဝယ်ယူလမ်းကြောင်းသူ့ရဲ့ငွေပေးချေလမ်းကြောင်းတစ်ခုလုံးကိုစားနံပါတ်တွေခံခိုင်းလိုက်တဲ့သဘောအဲ့ဒီတော့ဟိုလူတွေကလုတ်ပိုင်ခွင့်ရသွားပြီးတော့ခွနေရတာပဲလောကအချုပ်တော်ပေါ်ပြောသလိုအဲ့ဒီပုံစံနဲ့သူကဖောက်ထွက်သွားတာလုံးဖို့ကိုင်ဖို့အတူတူပဲအဲ့တော့အဲ့လိုမျိုးအနေထားနဲ့ရန်သူကိုလှုပ်နှိုးသလိုဖြစ်ပြီးအမှန်တော့သူရှုံးနေပါစေ မသိကြအောင်ဆောင်နေရမှာအဲ့တော့အပြိုင်ဆိုင် ပြောချင်းပြောချင်းရနေပြီးတော့တကယ်တမ်းကျတော့သူသူ့ကိုလှုပ်ရဲကြိုင်ရဲသွားအောင်အဓိကရေးကြီးတာကတခါဘုံကျဲလဲကဘာကြီးရလဲမပြောကိုရီးယားလဲဘာမှမတတ်နိုင်တော့အဲ့တော့စင်ကဲစင်ကဲရဲတင်းလာပြီးတော့လေးပြန်းတွေစည်းပြီးစည်းဝယ်ပြီးတော့စင်ကဲစင်ကဲဘုံကျဲတဲ့အဆင့်ကိုရောက်သွားတာ ဒါကြောင့်ဒီ30 20စစ်စင်ရေးဟာတပတ်ကကြည့်ရင်တော့ရန်သူကိုတိုင်းစစ်သနာကြိုးတွေဗိုလ်ချုပ်တွေကိုဖမ်းနိုင်တဲ့အောင်ပွဲရှိသလိုတပတ်ကကြည့်ရင်တော့အာနေချင်းနဲ့နေတဲ့ရန်သူကိုပြုပြင်ပြောင်းလဲရေးလှုပ်ဖို့လိုအပ်တယ်ဆိုတဲ့အသည့်တရားနဲ့လှုပ်ဆော်မှုကိုသတ်ပြီးသလိုဖြစ်ပြီးအဲ့ဒါကိုရန်သူကလည်းရဲရဲရဲရင်ပြောင်းလဲလိုက်တဲ့အခါမှာအခုအပေါ်စီးကပြန်ရောက်သွားတာ